ရစ်တော်၌စီကင်းလေးစားရပါသောညီကိုမောင်နှမအပေါင်းတို့ယခုတပတ်တနင်္ဂနွေနေ့မှာဖာသာတို့အားလုံးအမိကက်သလစ်သာသနာတော် ကြီးနှင့်အတူ သခင်ယေရှုခရစ်တော်မိုးကောင်းကင်သို့တက်ကြွတော်မူသောကွဲတော်နှင်းမြတ်ကြီးကိုအတူတကွကျင်းပနေကြခြင်းဖြစ်ပါတယ်။သခင်ယေရှုဟာသေခြင်းကနေ ရှင်ပြန်ထမြောက်ပြီးရပ်ပေါင်း40ကျော်အောင်မိမိချစ်လာစွာသော တပည့်တော်ကြီးတွေနဲ့အတူတူနေထိုင်အသက်ရှင်ရင်း သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုထင်ရှားပြခဲ့တယ်။တသက်ခံခဲ့တယ်။တွင်တင်စရာတွေ၊မှားချားစရာတွေ၊ဟောချားစရာတွေကိုတွင်တင်မှားချားဟောချားပြီးတဲ့နောက်မှာတော့တကယ်ဆိုတာဘုံကုံတော်နဲ့ကောင်းကင်နိုင်ငံတော်ကိုတက်ကြွတော်မူခဲ့ပါတယ်။အဒီလိုမျိုးသခင်ခရစ်တော်ဟာအထက်အရက်ခမီးတော်ဖျားရှိရာ ကောင်းကင်ဘုံသို့ပြန်လည်တက်ကြွတော်မူတဲ့ပွဲနေ့ကိုကျင်းပတဲ့အခါမှာဖာသာတို့တွေက ဘလိုမျိုး နားလည်ကြမလဲဆိုတာကိုဒီနေ့စဉ်းစားထောက်ရှုเสียရှိပါတယ်။ဒီခါမှာရုရှားနိုင်ငံကအာဂါဒခရီးစဉ်တစ်ခုမှာသူတို့ကအာဂါဒယင်တစ်ခုနဲ့အထက်ရက်ကိုလွင့်ပြန်ပြီးတော့မှအာဂါဒတဲကို ခရီးပြုခဲ့ကြတယ်။သူတို့နေရာမိုင်းနေတောင်းချီမကအသိန်းချီမက ခရီးပြု စံတန်းခဲ့ပြီးတော့မှသွားခဲ့ပြီးတဲ့အခါမှာပြန်ရောက်လာတဲ့အချိန်မှာသူတို့ကဘာပြောလဲဆိုရင်ငါတို့တော်တော်လေးကိုခရီးပြုခဲ့ကြတယ်ရောက်ခဲ့ကြတယ်တဲ့မိုးကောင်းကင်အထက်ရက်ကိုရှောက်သွားခဲ့ကြတယ်ဒါပေမဲ့အဲ့နေရာမှာဘုရားသခင်မရှိဘူးတဲ့ဘုရားကိုရှာမတွေ့ခဲ့ဘူးလို့ပြောပါတယ်ဘုရားသခင်ဟာ လူတွေထင်ထားတယ်အာကာသမိုးကောင်းကင်ထဲမှာတည်ရှိနေတာမဟုတ်ပါဘူးသခင်ယေရှုခရစ်တော်ဟာဒီနေ့မိုးကောင်းကင်ကိုတက်ကြွတဲ့အခါမှာလည်းပဲ တင်ဆိုင်တင်လေးတွေနဲ့ဖာသာတို့တွေမျက်မြင်တင်ရှားတပည့်တော်ကြီးတွေမြင်ကြတယ်သူတို့ရှင်မှာပဲတက်ကြွသွားပြီမဲ့လို့လေသူဟာလူတွေရဲ့မျက်စိအာယုံနဲ့မြင်နိုင်တဲ့ဒီမိုးကောင်းကင်အထက်ရက်တင်ဆိုင်တင်လေးတွေရှားထဲမှာဖျားသခင်ရှိတာမဟုတ်ပါဘူးသူဟာရှင်ပြန်ထမ်းမြောက် ပြီးတဲ့နောက်မှာမုန်းကုံတော်နဲ့ပြေဝတဲ့ခန္ဓာကိုယ်အသွင်ဖြစ်ကို ပြောင်းလဲသွားပြီးတော့မှဖျားသခင်တည်ရှိတဲ့အထက်ရက်မှာ သခင်ဖျားဟာစံမြန်းချင်းဝတ်ပါတယ် အဖာရိုရဲ့အမိသင်းတော်ရဲ့သွန်သင်ချက်မှာဆိုရင်တော့သခင်ယေရှုခရစ်တော်ဟာရှင်ပြန်ထမြောက်ပြီးကောင်းကင်ဘုံသို့ပင့်ဆောင်ခံရပြီးတဲ့နောက်မှာ အဖာခမီးတော်ဖျားရဲ့လက်ရာဘက်မှာ ထိုင်လျက်စံပယ်စိုးစံတော်မူတယ်လို့သွန်သင်မိမာတော်မူပါတယ်။အဖာခမီးတော်ဖျားရဲ့လက်ရာဘက်မှာထိုင်နေဆိုတာလည်းပဲခုနကလိုလူတွေမြင်ကြသလိုထိုင်ကုန်ပေါ်မှာ ပလင်ပေါ်မှာထိုင်နေဆိုတာမျိုးကိုပြောခြင်းထက်သခင်ခရစ်တော်ဟာလည်းခမီးတော်ဖျားနဲ့ ဂုံရည်တူတယ်ဖရာအဖြစ်ဖရာရဲ့ဘုန်းကုံတော်အဖြစ်ဖရာသခင်ရဲ့ကြံအင်လက္ခဏာတွေနဲ့အတူ သူဟာလည်းပဲခမည်းတော်ဖရာရဲ့ဘေးမှာ အုပ်ဆိုးခွင့်တကူအာနာတရားစီရင်ဆုံးဖြတ်ပိုင်ခွင့်တို့ကိုအပြည့်အဝရရှိတယ်ဆိုတာကိုအဓိကအပြင်မိမောင်းထိုးပြခြင်းဖြစ်ပါတယ်အဲ့တော့သခင်ယေရှုဟာဘုန်းကုံတော်နဲ့အတူဒီနေ့မှာကောင်းကင်ဘုံသို့တက်ကြွသွားတယ်ဒီပွဲကနေပြီးမှဖာသာတို့ကိုဘာကိုသင်ခန်းစာပေးလဲဆိုရင် ရှင်ပြန်ထမြောက်ခြင်းပွဲဟာ Father တို့အတွက်မျှော်လင့်ချက်ကိုပေးပါတယ်။တကယ်ဆိုဟာမိုးကောင်းကင်သို့တက်ကြွသွားတယ်။ဒုတိယကျမ်းစာမှာရှင်ဘောလူကသခင်ခရစ်တော်ကိုအမိကက်သလစ်သာသနာတော်ကြီးရဲ့ဥကောင်းဖြစ်နေခိုင်နိုင်ထားတယ်။အသင်းတော်မှာရှိတဲ့သူတွေဘာသာဝင်သားသမီးတွေဟာဖျားသခင်ကိုယုံကြည်ကြတဲ့သူတွေဟာခန္ဓာကိုယ်ကြီးဖြစ်ပါတယ်။ဥကောင်းကတော့မိုးကောင်းကင်ကိုတက်ကြွပြီးခန္ဓာကိုယ်ကြီးကလူပြည် မြေကြီးပေါ်မှာပဲတီရှိ ပုတ်ပြက်ပျက်စီးသွားမယ်ဆိုရင်ဒါဟာဘလို့မှမစီလျော်မသိမြတ်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။တခေစုဟာဥကောင်းဖြစ်တဲ့လျောက်မူကောင်းကင်ကိုတက်ကြွတဲ့လိုမျိုးခန္ဓာကိုယ်ကြီးဖြစ်တဲ့ကျွန်ုပ်တို့တွေလည်းပဲသခင်ခရစ်တော်ရှိရာဥကောင်းရှိတဲ့အရက်အဖခင်မိတော်ဖျားနဲ့အတူမူကောင်းကင်မှာတနေ့စံစားခွင့်ရှိမယ်၊ရောက်ရမယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးပါတယ်။ဒါကြောင့်မလို့လောကမှာအသက်ရှင်နေတော်လည်းပဲ ကောင်းကင်ကိုမျှော်ကြည့်ရင်အထက်ကိုမျှော်လင့်ရင်းနဲ့မိမိရဲ့နေ့စဉ်ဘဝကိုရှင်သန်ရှောက်လန်းကြဖို့ရန်အတွက်ဒီပွဲကိုကျင်းပခြင်းအပြင်ကျွန်တို့တို့ကိုမျှော်လင့်ချက်ကိုပေးပါတယ်အဒီပွဲကို Father တို့ကျင်းပခြင်းအပြင်လည်းပဲနောက်ထပ်နောက်ဖိတ်ခေါ်တဲ့အရာကဘာလဲဆိုရင်တခိယေစုဟာမိုးကောင်းကင်သို့တကြွပြီးတော့လည်းပဲသူက Father တို့ကိုလုံးဝပြစ်ထားခဲ့တာမဟုတ်ဘူးသူဟာကောင်းကင်နိုင်ငံကိုသွားတယ်မာစရာရှိရည်မာခဲ့တယ် ဝိညာဉ်တော်ဖျားကိုလည်းစေလွတ်မယ်လို့ပြောခဲ့တယ်ပြီးရင်သူဂတိထားခဲ့တဲ့စကားတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုရင်ကက်ကဘာကုံသည့်တိုင်အောင်ငါသည်တင်လို့နေအတူအစဉ်မြဲရှိမယ်တဲ့ဒီစကားလေးကအင်မတန်ခွန်အားယူလို့ကောင်းပါတယ်ဖျားသခင်ရှိတယ်ဆိုတဲ့အတိက ကိုယ့်ရဲ့ဘဝကိုခွန်အားဖြစ်စေတယ်ဖျားသခင်ငါတို့နဲ့တူရှိတယ်ဆိုတဲ့စိတ်ခွန်အားကယုံကြည်ချက်ကဘဝကိုရှေ့ဆက်လျှောက်စေဖို့ရန်အတွက်အများကြီးတွန်းအားဖြစ်စေပါတယ် ထူးသဖြင့်ယနေ့ခေတ်ကြီးမှာအတိတ်ပဲတွေမဲ့လာတယ်မျောလင်းချက်တွေပို့ပြီးတော့မှဝေဝါးလာတဲ့အချိန်ခင်မကောင်းတဲ့အချိန်ကတ်ဆိုးတွေကြာရောက်နေတဲ့အချိန်ကာလမှာဘုရားသခင်ဘယ်မှာလဲလို့လူတွေကမေးခွန်းထုတ်ကြတယ်တန်တရားစိတ်တွေနဲ့ဘဝခွန်အားတွေနည်းလာကြတယ်ဒီနေ့ဘုရားသခင်ကကျွန်တော်တို့တဦးချင်းစီနဲ့တူအမြဲတမ်းရှိနေတယ်ကကဘာကုံနဲ့တိုင်အောင်ရှိမယ်ဆိုတဲ့ဒီဂရိစကားက၎င်းပြောခဲ့တာမဟုတ်ဘူးလူတွေနဲ့တူတူခရီးပြုတ်ပေးနေတယ် လူတွေနဲ့အတူတူအမြဲတမ်းရှိပေးနေတယ်ဆိုတာကိုတကီစုကအခိုင်အမာကိုပြောကြားခဲ့ပါတယ်။အော်တကီစုမိုးကောင်းငင်တက်ခြင်းဟာ Father တို့အတွက်တကယ်ကိုခွန်အားယူစရာမျောလင်းချက်ထားစရာခွန်အားယူရမယ့်အချိန်အခါနေ့ရက်လည်းဖြစ်ပါတယ်။အော်ဒီပွဲနေ့ကိုကျင်းပခြင်းအဖြစ်နောက်ထပ်တကီစုကအိမ်စာဖြစ်နေမှာကြားခဲ့တဲ့တာဝန်တစ်ရက်လည်းရှိတယ်။သူကမိုးကောင်းငင်ကိုတက်သွားတယ်။သူ့ကိုကြည့်နေကြတဲ့တပည့်တော်ကြီးတွေကိုနော်မင်းတို့ဘာကြည့်နေကြလဲ။ နော်စံစာမှာပါတယ်မင်းတို့ဘာကြည်နေကြလဲသခင်ယေရှုကတော့မိုးကောင်းငင်တက်သွားပြီမင်းတို့တွေလည်းသွားကြဒီသခင်ရဲ့ရှင်ပြန်ထမြောက်ခြင်းကောင်းငင်ဘုံသူတက်ကြွခြင်းကိုတတ်သိခံရမယ်ဟောကြားတတ်သိခံရမယ်လို့ပြောတယ်သခင်ယေရှုခရိုင်လည်းမိုးကောင်းငင်ကိုမတက်ကြွခင်မှာတပည့်တော်ကြီးတွေကိုမှားကြခဲ့တယ်ဝေနေယတတဝအပေါင်းတို့ကိုသွားပြီးတော့မှတည်င်းကောင်းကိုဟောကြားကြတတ်သိခံကြ ကောင်းကင်နိုင်ငံတော်ကြောင်းကိုဝေမျှတက်တည်ခံကြအောင်ဆိုပြီးမှတပည့်တော်ကြီးတွေကိုဆေလွတ်ပြီးတော့မှတာဝန်တရက်ကိုပေးခဲ့ပါတယ်။ဘာလို့ခရိယန်တွေဒီနေ့မှဒီတာဝန်ကိုဆေးကြောခြင်းခံတဲ့နေ့မှရရှိခဲ့ကြတယ်။အဲ့တော့ကျွန်တော်တို့အားလုံးဟာဘုရားသခင်ရဲ့တည်ငောင်းကိုနေ့စဉ်ဝေမျှတက်တည်ခံရမယ့်တာဝန်လည်းရှိပါတယ်။ဒီနေ့မှဘာလို့တကယ်စုမူကောင်းကင်တက်တဲ့ပွဲနေ့မှာပဲလူထုဆက်သွယ်ရေးမီဒီယာနေ့ဆိုပြီးတော့လဲသတ်မှတ်ပြီးတော့ကျင်းပကြပါတယ်။ဆက်သွယ်ရေးခေတ်မှာလည်းပဲ သတင်းကောင်းတွေကိုဝေမျှဖို့ရန်အတွက်ကောင်းတဲ့သတင်းတွေကိုလူတွေပိုသိဖို့ရန်အတွက်မီဒီယာကိုကောင်းကောင်းအသုံးချပြီးတော့မှဘုရားသခင်ရဲ့တည်ရှိခြင်းဘုရားသခင်ကလူတွေနဲ့တူရှိတယ်ဆိုတဲ့အကြောင်းကိုနိုင်စင်သက်သေခံဖို့လည်းအရေးကြီးလာပါတယ်ဘုရားသခင်ကကျွန်တော်တို့နဲ့တူရှိနေတယ်ဘုရားသခင်ကဘေးနားမှာခရီးပြုတ်နေတယ်ဆိုတာကိုခုဘုရားသခင်ပေးထားတဲ့ဒီမီဒီယာကိုအသုံးချခြင်းအပြင်ကျွန်တော်တို့တွေတနည်းအားဖြင့်သက်သေခံလို့ရကြပါတယ်အဲ့တော့ လူတွေကတသက်ခံတဲ့အခါမှာသတင်းတွေဖြန့်တဲ့အခါမှာကိုယ့်ရဲ့ကောင်းသတင်းကိုပို့ပြောခြင်းနဲ့သူများရဲ့မကောင်းသတင်းကိုပို့ပြီးတော့မှအတင်းတုပ်ချင်ကြတယ်အဲ့တော့ကိုကောင်းတဲ့အရာသူများမကောင်းတဲ့အရာကိုပြောကြတယ်ကိုမကောင်းတဲ့အရာသူများကောင်းတဲ့အရာဆိုခြံရစ်ထားခြင်းကြတယ်အဲ့တော့ကောင်းသတင်းကိုပို့ပြောပြီးတော့မကောင်းအတင်းကိုခြံရစ်ထားပြီးတော့မှကောင်းတဲ့သတင်းတွေအထူးသဖြင့်ဘုရားသခင်ကိုပို့သိလာစေဖို့ဘုရားသခင်ကိုတသက်ခံနိုင်တဲ့သူတွေဖြစ်ဖို့ရန်အတွက်ဘာလို့အားလုံး ကြိုးစားကြရမှာဖြစ်တဲ့နေ့စဉ်နေ့စဉ်ဘဝအတ္တတာမှာအချိန်နေအချိန်ခါအရရတိုင်းကဘုရားသခင်ကိုဘဝပုံစံတွေအားဖြင့်တသက်ခံဖို့ရန်အတွက်ဖိတ်ခေါ်နေပါတယ်ဘုရားသခင်ရဲ့တည်င်းကောင်းကိုမိမိရဲ့နေ့စဉ်ဘဝပုံစံတွေအားဖြင့်တသက်ခံကြရအောင်ကိုယ့်ရဲ့ခရိယံဘဝကိုကောင်းမွန်စွာနဲ့ရှောင်းလန်းအသက်ရှင်ခြင်းအားဖြင့်မျှော်လင့်ချက်တွေပို့ပြီးတော့မှထားရှိကြရအောင်ဘုရားသခင်ဟာကျွန်တော်တို့တူးချင်းစီနဲ့တူကက်ကပါကုံသီးတိုင်အောင် အစင်တရှိမဲလို့ထားရေးခဲ့တဲ့ဒီဂတိစကားကိုခိုင်မာလက်ဆုပ်လက်ကမ်းပြုပြီးတော့မှမိမိရဲ့နေစဉ်ဘဝကိုမျောလင်းချက်တွေယုံကြည်ချက်တွေနဲ့အတူတူကောင်းသွင်းခရိယန်တယောက်ဖြစ်တဲ့တသက်ခံပြီးတော့မှခြောက်လန်းအသက်ရှင်နိုင်တဲ့သူတွေဖြစ်အောင်စူးစမ်းအားထုတ်ကြပါစို့လို့ဖာသာအနေနဲ့တိုက်တွန်းရင်းနဲ့ညီကိုမောင်နှမများအားလုံးကိုခွန်အားပေးခြင်းပါတယ်။နာဆင်သူဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးဖြားရှိကောင်းချီးမင်္ဂလာပေးပါစေ။